လီဗရာတူရာဒီဘွားများအတွက်2025ခုနှစ်နိုဝင်ဘာလတလဇာဟော့စတန်ကိုကျမတို့ရဲ့ channel ကနေတင်ဆက်ပေးလိုက်ပါရရှင် အချီရေးကျမ်းမာရေးငွေကြေးပန်းနာရေးအလောက်ကိုင်းတဲ့တံွေဝမ်းကြောင်းပညာရေးတို့ကိုပြည့်ပြည့်စုံစုံတင်ဆက်ပေးထားတာမို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြဖို့ပြောချင်ပါတယ်ရှင် channel လေးကို subscribe လုပ်ရသေးရင်လည်း subscribe လေးလုပ်ခဲ့ပေးကြဖို့လည်းတောင်းဆိုချင်ပါတယ်ရှင်အခုပထမဆုံးဆိုတာအခြေရေးဆိုင်ရာအကြောင်းအရာများကို ပြောပြပေးလိုပါတယ် ဟာဒီလရဲ့ဆက်ဆံရေးတွေမှာတားအစတားဖြစ်မှုတိုးတက်မှုနဲ့ပြူစောဘောဆောင်မှုတွေရှိနေပါတယ်ပထမရသက်တဲ့ဘက်ကကောင်းမွန်တဲ့ဂျိုနေသားများကိုဆောင်ကျင်းလာပြီးဆက်ဆံရေးများနဲ့ဆိုင်လာစေရန်အတွက်ထောက်ပံ့ပေးတဲ့ပတ်ဝန်းကျင်ကိုလည်းရရှိနိုင်ပါတယ်။နောက်လည်ပိုင်းမှာတော့စိန်ခေါ်မှုများဖြင့်စတင်နိုင်တယ်လို့ပွင့်လင်းစွာဆက်သွယ်ပြောဆိုခြင်းနဲ့အတိတ်ပဲရှိသောစကားစမြည်ပြောဆိုမှုများကစိုးရိမ်မှုပဲမှုများကိုကျော်ပါစေပြီးတော့နှောင်ကြိုးများကိုခိုင်မာစေပါလိမ့်မယ်။လာရနောက်ဆုံးတဝက်ကတော့တူညီရဲ့အချက်များမှာအယုံဆိုင်ရင်းမိလူမှုရေးစုဝေးဝေးများနဲ့ထောက်ပံ့ပေးသောမိသားစုနဲ့မိတ်ဆွေတို့ကြားမှာအပြူသဘောဆောင်တဲ့ရလဒ်များနဲ့ပျော်ရွှင်မှုဆက်သွယ်မှုများကိုရရှိနိုင်ပါလေ ိမ့်မယ်။လကုံပိုင်းမှာတော့ဆက်ဆံရေးဆိုင်ရာအခြေအနေများနဲ့ပတ်သက်ပြီးတော့ထိုးထွေးသိမြင်မှုဆက်ဆံရေးခွင့်လန်းသင့်များရှင်းလင်းပြသမှုနဲ့နားလည်မှုတို့ကိုအဆုံးသတ်မိဖြစ်ရကျမ်းမာသောဆက်ဆံရေးများအတွက်ခိုင်မာသောအုတ်မြစ်ကိုပြုစုပြောင်းပေးနိုင်ပါတယ်။ဒီလားတခြားလုံးမှာပုံပုံနဲ့နဲ့တဲ့ဆက်ဆံရေးတွေကိုပြုစုပြုထောင်ရန်တာအစီများကိုကြော်လိုက်ရတဲ့တာအစတာဖြစ်ပြီးတော့ချစ်ခင်ဝင်ပတ်ဝန်းကျင်ကိုဖန်တီးရတဲ့ပွင့်လင်းစွာဆက်သွယ်ပြောဆိုခြင်းစာနာနားလည်ခြင်းနဲ့သဘောထားကြည့်ခြင်းတို့ကိုဦးစားပေးဖို့လိုအပ်နေပါတယ်။ အခုဆက်လက်ပြီးတော့ကျမရေးဆိုင်ရာအကြောင်းအရာများကိုပြပြပေးလိုပါတယ်။ဒီလအစမှာတော့ကျမရေးတန့်ခိုင်မှုနဲ့ပျော်ရွှင်ချမ်းမြေ့မှုတို့ကိုဦးစားပေးပြီးတော့အားလုံးစိုက်ထားပါ။ပထမရက်တဲ့တပတ်မှာအလုံများစွာဖြင့်စတင်တဲ့စတင်တော့လည်းမိမိကိုယ်ကိုဂရုစိုင်းမှုစေရွတွင်ညဉ့်ညရေးစီကိုဦးတည်ပြောင်းလဲသွားပါလိမ့်မယ်။လလယ်ပိုင်းအဆင်ပြေမှုများရှိနေတော့လဲကျမရေးနဲ့ညီညွတ်တဲ့လေးချင်များနဲ့တိုးတက်သောဆွမ်းအင်တို့ကိုပုံမကောင်းမွန်လာပါလိမ့်မယ်။လရဲ့နောက်ဆုံးတိုးရက်ကစီကန်ခွန်အားနဲ့ကိုကန်အားတို့ကိုအဓိကထားပြီးရုပ်ပိုင်းဆိုင်ရာကျမပျော်ရွှင်မှုအတွက် တုံးစော်ပေးနိုင်ပါရဲ့လောက်ကောင်ပိုင်းကတော့ကျမ်းမာရေးနဲ့ကျန်းမာရေးကိုပုံမိုးသိရှိနားလည်မှုကိုဆောင်ရင်းလာပြီးတော့တိုးတက်မှုကိုထိန်းသိမ်းရန်အတွက်စီကတ်နဲ့သတိထားမှုလိုအပ်ပါတယ်ဒီလားတစ်ချက်လုံးမှာစိန်ခုံမှုများစွာကိုကင်တွယ်ဖြည့်ရှင်းရတဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာခန္ဓာရေးစွမ်းရည်တွေကိုထိန်းသိမ်းရန်အတွက်မိမိကိုယ်ကိုဂရုစိုင်းမှုကျန်းမာရေးနဲ့ညီညွတ်သောလေ့ကျင့်များနဲ့သတိပဋ္ဌာန်တို့ကိုဦးစားပေးဖို့လိုအပ်ပါတယ်အဲ့လိုပြုလုပ်ခြင်းအပြင်ပုံမိုးခိုင်မာခန္ဓာရေးရှိလာမှာဖြစ်ပြီးတော့ပွားရတဲ့အကြများကိုကင်တွယ်ဖြည့်ရှင်းရန်ပုံမိုးကောင်းမှုသူဖြစ်လာမှာဖြစ်ပြီးတော့ရေရှည်ကျန်းမာပျော်ရွှင်မှုအတွက်အခြေအနေကိုသတ်မှတ်ပေးတဲ့အသေးကူပြောင်းမှုကာလကိုခံစားရပါလိမ့်မယ် အခုဆက်လိုက်ပြီးတော့ငွေကြေးပဏာရေးဆိုင်ရာအကြောင်းအရာများကိုပြပြပေးလို့ပါတယ်ဒီလမှာဂျိုရဲတရားမှုကအထောက်ပံ့တိုးတက်မှုနဲ့ခွင့်လန်းများကိုဆောင်ကျင်းပေးနိုင်ပါတယ်ပထမရဲ့တတဘက်ကတင်းတင်းနဲ့ဝင်ဝင်ဆောင်လာမှဖြစ်ပြီးတော့ဗဏာရေးဆိုင်ရာဆက်ဆံမှုများနဲ့ခရီးကုန်ပြမှုများကိုတော့တည်ထားဖို့လိုအပ်နေပါတယ်လားလေပိုင်းမှာဗဏာရေးအုပ်မြင့်များကိုခိုင်မာအောင်လှုပ်ဆောင်ရန်နောက်ကျနေတဲ့ငွေပေးချေမှုများပြန်လည်ရရှိရန်နောက်ထပ်ဝင်ဝင်များဖန်တီးရန်အတွက်အကောင်းဆုံးဖြစ်ပါတယ်လားရဲ့နောက်ဆုံးတစ်ဝက်ကတော့ချဲ့ထွင်ထားတဲ့ခွင့်လန်းတွေငွေသားစီဝေမှုတိုးတက်လာခြင်းအလားအလာကောင်းတဲ့ငွေရရှိလာမယ့်ခွင့်လန်းများကိုရပါရလာပါလိမ့်မယ် အကောင်ပိုင်းမှာလုပ်ငန်းအသစ်များကိုကင်ွယ်ဆောင်ရွက်ရန်ရှိပြီးသားလုပ်ငန်းများကိုချဲ့ထွင်ရန်နဲ့ဗန္ဓာရေးအားနည်းချက်များကိုဖြည့်ရှင်းရန်အတွက်အကျိုးဖြစ်ထွန်းတဲ့ကာလဖြစ်ပါတယ်။ဒီလတစ်လျှောက်လုံးမှာပညာရှိပြီးတော့တည်င်းအချက်လက်ပေါ်အခြေခံတဲ့ရွေးချယ်မှုများကိုဦးစားပေးပါ။အန်ရရှိသောယင်းဤမုံနံမှုများကိုရှောင်ကြဉ်ပြီးရေရှည်တည်တန်းနဲ့တိုးတက်မှုကိုအယုံဆိုင်ပါစိန်ခေါ်မှုများကိုကောင်းတဲ့ဖြစ်ရှိရတဲ့အခွင့်အလမ်းများကိုခွင့်ကောင်းယူပြီးတည်ရှိလိုက်ရောညီတွေ့ရှိပြီးရေရှည်ပန်းနိုင်များကိုအယုံဆိုင်ပါအဲ့လိုမျိုးပြုလုပ်ခြင်းများဖြင့်ဗန္ဒာရေးတည်နေမှုကိုထိန်းသိမ်းနိုင်မှာဖြစ်ပြီးတော့ကြော်ဝါချမ်းသာမှုရှိသူတိုးတက်မှုများပြုနိုင်ပါလိမ့်မယ် ဆက်လက်ပြီးတော့လည်းဗန္နာရေးအောင်မြင်မှုတို့အခြေအနေများကိုဖန်တီးပေးပါလိမ့်မယ်။အခုဆက်လက်ပြီးတော့အလောက်ကိုင်းတံမွေးဝန်းကျောင်းဆိုင်ရာအကြောင်းအရာများကိုပြောပြပေးလို့ပါတယ်။ဒီလာအဂျိုရီရဲ့တရားမှုကစိန်ခေါ်မှုတွေကိုဆောင်ကျင်းလာနိုင်ပြီးတော့တိုးတက်မှုများကိုရှာဖွေရန်အတွက်လည်းလျှောကြီးတို့ရှိမှုလိုအပ်ပါတယ်။ပထမရက်တစ်ပတ် ကလုတ်တော်ဝင်တွေကိုပြည့်မီရန်အတွက်ဘုံမူစ조사အထောက်မှုနဲ့ဆရာထက်တန်မှုလိုအပ်ပြီးတော့အိမ်တွင်းနဲ့လုပ်ငန်းဝင်ဘဝကိုမျှတအောင်ထိန်းချီထားပါလိမ့်မယ်။လလယ်ပိုင်းမှာတွဲဖက်လောက်ကသူများရဲ့ဆွမ်းဆောင်ရည်အားနည်းမှုကအစီအစဉ်များကိုထိခိုက်စေနိုင်မှာဖြစ်တော်လဲမိမိကိုယ်ကိုပြန်လဲဆန်းသစ်ပြီးတော့ပြန်လဲပြုပြင်ခြင်းတို့ကအခြေအနေများကိုပုံမူကောင်းမွန်နိုင်ပါလိမ့်မယ်။နောက်ဆုံးလားတစ်ဝက်မှာတော့အမှုသဘောဆောင်တဲ့စွမ်းရည်ဆက်ကြော်ရည်ကောက်ဟာချက်များနဲ့ပြီးပြည့်ရှိနေတဲ့အစီအစဉ်များကိုအလားအလာကောင်းတဲ့ဖွံ့ဖြိုးတိုးတက်မှုများရှိသို့ပြောင်းလဲနိုင်ပါလိမ့်မယ်။ လကုံပိုင်းမှာဆွမ်းရည်အစီအမံထွက်တက်လာခြင်းထုံးလုံးနိုင်ဆွဲမြင်မာလာခြင်းနဲ့စိန်ခေါ်မှုတွေများရှိတယ်မှာဖြစ်တော်လဲကြောက်ရွံ့မှုကိမဲ့ခြင်းနဲ့လိုက်လျောညှိတွေ့ရှိမှုတို့ပြီးထိ ंछ ုပ်ပြီးတော့ပြန်လဲရရှိနိုင်ပြီဖြစ်ရပြူသဘောဆောင်တဲ့ပြောင်းလဲမှုများကိုပြုလုပ်နိုင်ပါလိမ့်မယ်ဒီလားတစ်ချောင်းလုံးကအတားအဆီးများကိုကျော်လွှားရတဲ့တိုးတက်မှုများကိုပြုလုပ်ရအတွက်စနစ်တကျအာယုံစုဆိုင်စရိုက်ထက်သန်မှုနဲ့လိုက်လျောညှိတွေ့ရှိနေပြီးတော့စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့လည်းအခက်အခဲများနဲ့ရင်ဆိုင်ရမှာဖြစ်တော်လဲလုပ်ငန်းတာဝန်များကိုဦးစားပေးမှာအချိန်ကိုစီမံခန့်ခွဲခြင်းနဲ့ညှတာတဲ့ချိန်ကမှုကိုထိန်းသိမ်းခြင်းဖြင့်ဆွမ်းဆောင်ရည်ကိုမြင့်တင်လိမ့်မှာဖြစ်ပါတယ် အာဝင်မှုအတွက်အနေထားကိုတည်ဆောက်နိုင်မှာလည်းဖြစ်ပါတယ်။အပြုသဘောဆောင်တဲ့သဘောထားနဲ့ခန္ဓာစွမ်းရည်ဖြင့်စိန်ခေါ်မှုများကိုကျော်လွှားနိုင်ပြီးတော့ကိုယ့်ရဲ့အလုပ်အကိုင်းစီးပွားရေးလုပ်ငန်းများမှာတိုးတက်မှုအသိမှတ်ပြုမှုနဲ့အောင်မြင်မှုကိုရရှိနိုင်ပါလိမ့်မယ်။ နောက်ဆုံးအနေနဲ့ပညာရေးဆိုင်ရာအကြောင်းအရာများကိုပြပြပေးလိုပါတယ်။ဒီလအခွင့်အလမ်းနေတဲ့အတူပြင်းထန်တဲ့စိန်ခေါ်မှုအချို့ကိုပါဆောင်ရင်းပေးလာပါလိမ့်မယ်။ပထမရသက်တပတ်မှာပညာရေးထုတ်တဲ့မှုအဟံအတားများကိုယူဆောင်လာပြီးတော့ပုံမို့စ조사အားထုတ်မှုနဲ့ဆိုလုံလာတော့လိုအပ်ပါတယ်။လလဲပိုင်းမှာတော့မကောင်းတဲ့ဂျိုနေထားတဲ့ဆက်လက်ရှိနေမှာဖြစ်ပြီးတော့သင်ယူခြင်းနဲ့ပုံမို့စိန်ခေါ်မှုများကိုဖြစ်စေပြီးရလက်များကိုနှိမ့်ကွေးစေပါလိမ့်မယ်။သို့တော့လရဲ့နောက်ဆုံးတော့မှာတော့တည်တည်တာကြောင်းလုံးများကိုယူဆောင်လာမှာဖြစ်ပြီးတော့ဂျိုရဲ့အနေထားကပညာရေးအောင်မြင်မှုအတွက်မျက်နှာသာပေးလာပြီးတော့သင်ယူခြင်းကိုလည်းပုံစံပြီးထူးချွန်မှုကိုလည်းရရှိစေပါလိမ့်မယ်။လရဲ့ခက်ခဲတဲ့အဆုံးပိုင်းကာလမှာမကောင်းတဲ့ဂျိုဩဇာအာဏာလက်မှုများကတ ိုးတက်မှုကိုအဟံတာဖြစ်စေတော့လဲစ조사အထောက်မှုနဲ့ခဏိုင်စွမ်းရည်ကနောက်ဆုံးတွင်အောင်မြင်မှုကိုဥတည်စေပါလိမ့်မယ်။ဤလားတစ်လျှောက်တော့မှာခခဲတဲ့ကာလတွေကိုကြော်လွားရန်ကံကောင်းတဲ့အခါသမယများကိုခွင့်ကောင်းရအတွက်လိုအပ်တဲ့အခါတိုင်းအကူအညီများကိုရယူပါအာယုံဆွတ်ဆိုင်ပါဆရာထက်တန်ရှိပြီးဆွေးရှိရှိနေထိုင်ပါဆရာထက်တန်မှုနဲ့조사အထောက်မှုနဲ့အတားအဆီးတွေကိုကြော်လွားနိုင်ပြီးထူးခြားတဲ့အောင်မြင်မှုတွေကိုရယူနိုင်ပြီးတော့အနာဂတ်အောင်မြင်မှုအတွက်ပြင်ဆင်ထားနိုင်ပါတယ်။တိုးတက်လို့တဲ့စိတ်ဓာတ်ကိုထင်းသိမ်းပြီးတော့ပညာရေးဆိုင်ရာအောင်မြင်များကိုရယူနိုင်ရန်ပန်းတွံများအတွက်ဆက်လက်ပြီးတော့အားထုတ်နိုင်ပါတယ်။ ဒီလားအတွက်ကတော့ဒီလောက်ပါပဲရှင်။ကျမတို့ channel ကနေအခုလိုမျိုးရာသီဝင်လိုက်ခေါင်းကြီးဆိုးခြင်းများအပြင်ဆောင်ရွက်ဆောင်ရွက်များကိုပါလာစင်လာတိုင်းအတွက်တင်ဆက်ပေးနေတာဖြစ်လို့ကျေးဇူးပြုပြီးတော့ကျမတို့ရဲ့ channel လေးကို like follow နဲ့ subscribe လေးလုပ်ခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်ရှင်။အချိန်ပေးပြီးနောက်ထောင်ပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ရှင်။ဘေးရနေရဲ့ကင်းဝေးပြီးစိတ်ရောကိုယ်ပါနှွေးထွေးလုံခြုံသောနေ့ရက်များစွာကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။